မင်္ဂလာပါစာဖတ်တော် YouTube Channel ကနေအခုတင်ဆက်ပေးခြင်းလာကတော့ရပြည့်၈ပါးကျွန်တော်တို့ဗုဒ္ဓဘာသာဝင် အများစုဖျားရှင်ခိုးတဲ့အခါဩဃာတကတော်ဂျူးထဲမှာပါပါတယ်ရပြည့်၈ပါးရန်သူမျိုး၅ပါးဆိုရက်ဟိုကျွန်တော်တို့ထည့်ပြီးတော့ပူဇော်ကြရတယ်ပေါ့နော်ဟိုရပြစ်ရှစ်ပါဆိုတာဗာလဲလို့ကျွန်တော်တို့ငငယ်တုန်းကလည်းမသိခဲ့ဘူးဒါပေမဲ့ကျွန်တော်တို့ဩဃာတကရောကျူးကိုတော့ကျွန်တော်တို့ဘယ်သူမ အာတိုင်ပေးစရာမလိုဘဲနဲ့ကျွန်တော်တို့အားလုံးအလို့လက်တန်းယူနိုင်ကြတယ်ဆိုနိုင်ကြတယ်အဲ့ဒါမှာပါရရေပြစ်ရှစ်ပါဆိုတာဗာလဲလို့ဆိုတာလေးကိုကျွန်တော်ဒီတစ်ခေါက်မှာပေါ့နော်တင်ဆက်ပေးခြင်းပါတယ်ကျွန်တော်တို့ဖះရှင်ကူတဲ့အခါမှာရေပြစ်ရှစ်ပါမှာလွတ်ရလွတ်ချောင်းကိုဆူတောင်းတတ်ကြပါတယ်ဆူတောင်းလဲဆူတောင်းလိမ့်ရှိကြပါတယ်အဲ့တော့ရေပြစ်ရှစ်ပါဆိုတာကဘာကိုပြောတာလဲကျွန်တော်လက်ဒီ အခုမိတ်ဆွေတို့ကိုမမျှဝေခင်အချီတော့ကျွန်တော်ခက်ခနနာမတီးခဲ့ပါဘူးကျွန်တော်ကိုယ်တိုင်လည်းစာဖတ်ရတယ်ပေါ့နော်စာဖတ်လေးလာကြည့်တဲ့အခါမှာတော့ရပြစ်ရှစ်ပါးကဒါရီပါလာဆိုတဲ့ဟာမျိုးကိုကျွန်တော်သိခဲ့ရပါတယ်အဲ့လိုသိပြီးတဲ့နောက်မှာတော့ကျွန်တော်မိတ်ဆွေတွေကိုလည်းသိစေခြင်းနဲ့ရွေးချယ်လေးနဲ့အာသိစေခြင်းနဲ့စိတ်စေတနာလေးနဲ့ကျွန်တော်ဒီရပြစ်ရှစ်ပါးအကြောင်းကိုတင်ဆက်ပေးလိုက်ရခြင်းဖြစ်ပါတယ်အဲဆိုရင်ရပြစ်ရှစ်ပါးဆိုတာကဘာကိုပြောတာလဲအလိုဟိုတီဗီသားတွေလည်းရှိမှာပါတီထားပြီးသားသူတွေအတွက် အဲကျွန်တော်တည်ထားပြီးသားသူတွေကိုလည်းလေးစားပါရဗျာကျွန်တော်တို့ကဗုဒ္ဓဘာသာလို့သာပြောကြရပါတော့เนาะတကယ်ဗုဒ္ဓဘာသာစစ်စစ်ကျွန်တော်ကိုယ်တိုင်လည်းလက်ရှိမှာစ조사ဆဲပါပဲမြို့ကလာဗုဒ္ဓဘာသာကနေပြီးတော့တကယ်ဗုဒ္ဓဘာသာစစ်စစ်ဖြစ်အောင်조사နေထိုင်ဆဲပါလက်ရှိအချိန်မှာတော့ကျွန်တော်တက်နိုင်သလောက်ပထန်းအကျန်းပထန်းကျန်းအကျဉ်းဘောเนาะကျွန်တော်ရွတ်ဖက်ပူဇော်နေပါတယ်အဲကျွန်တော်အချိန်လေးတစ်ခုတတ်မှတ်ပြီးတော့ဘောเนาะ အခုဆိုရင်တော့ကျွန်တော်ဒုတိယရွဲပဲရှိပါသေးတယ်။ဆက်လက်ပြီးတော့လည်း၅ရွဲလုံးပြီးအောင်ပေါ့နော်ပထမကျန်းအကျင့်၅ရွဲလုံးပြီးအောင်တော့ကျွန်တော်ရွတ်ဖက်ပူဇော်ဖို့တော့ရှိပါတယ်။ဒါဆိုရင်ရက်ပြစ်ရှင်ပါဆိုတာကဘာကိုပြောတာလဲ။တွေးမိကြလားရက်ပြစ်ရှင်ပါကဘာတွေပါလဲလို့။ဒါဆိုရင်ဒီဗီဒီယိုလေးကိုနားဆင်ပြီးတဲ့နောက်မှာမိတ်ဆွေတို့အတွက်အကျိုးတစုံတရာရရှိသွားမယ်လို့ကျွန်တော်ယုံကြည်ပါတယ်။ရက်ပြစ်ရှင်ပါဆိုတာကဘာလဲဆိုတာကိုကျွန်တော်ညှောင့်ဝေပေးသွားမှာဖြစ်ပါတယ်။ရက်ပြစ်ရှင်ပါဆိုတာက အပြစ်မကင်းတဲ့အယက်ရှင်မျိုးကိုပြောတာပါလူလွယ်မှတ်ရမယ်ဆိုရင် yep ဆိုတာကတော့ yep ကတော့အယက်ပေါ့နော်ပြစ်ဆိုတာကတော့အပြစ်ဟိုအပြစ်တို့ဟိုမကောင်းတဲ့နေရာပေါ့မကောင်းတာတို့ပါတော့ပေါ့နော်ရှစ်ပါးဆိုတာကတော့ရှစ်ရှစ်နေရာပေါ့နော်ရအဲ့ဒါကြောင့်ရပြစ်ရှစ်ပါးဆိုတာကအပြစ်မကင်းတဲ့အယက်ရှင်မျိုးကို ပြောတာပါအဲကျွန်တော်တို့ဗုဒ္ဓဘာသာမှာမတ်ဖို့ကိုမယက်မတ်ဖို့ကိုရနိုင်ခွင့်မရှိတဲ့အယက်ရှင်မျိုးလို့နားလည်ရပါတယ် ငရေတလိမ့်ဆန်ပြိတ္တာအတိညာဇုံခောအရူပဗြဟ္မဘုံကျွန်တော်တို့တွေကအရင်တည်းကဗောနောဗြဟ္မာကြီးတွေကဗြဟ္မာကြီးတွေကကောင်းတယ်လို့ထင်ကြတယ်ဗောနောဒါပေမဲ့ဒီရပြည့်ရှိပါတဲ့ရပြည့်ရှိပါကိုလေ့လာမိတဲ့အခါမှာတော့ဗြဟ္မာဖြစ်တိုင်းကောင်းတယ်လို့ကျွန်တော်တို့မှတ်ယူနေတာကလွဲနေတယ်ဗောနောအဲဒါကြောင့်ဗြဟ္မာဖြစ်တိုင်းကောင်းတယ်လို့မထင်ပါနဲ့ ဒါတွေကဖျားဟောတွေပါကျွန်တော်ပြောနေရတော့မဟုတ်ပါဘူးဗျ။နံပါတ်1မကောင်းတဲ့အရက်အပြစ်မကင်းတဲ့အရက်ရှင်းမျိုးနံပါတ်1ငရဲငရဲဆိုတဲ့နေရက်နံပါတ်2တလိဆန်တလိဆန်တလိဆန်အရက်နံပါတ်3ပိတ်တာနံပါတ်4အတိညာဇောခေါ်အရူပဗျမပုံအရူပဗျမပုံပေါ့နော်နံပါတ်5နေရာကတော့ယဉ်ကျေးမှုခေါင်းပါတဲ့အရက်လူရိုင်းတွေနေတဲ့အရက် ရဏသုံးပါးမရှိတဲ့အယက်ဖရာတရားတန်ကမရှိတဲ့အယက်ဟာအပြစ်ရှိတဲ့အယက်မို့မတ်ဖို့ရအကြောင်းတရားကင်းတဲ့အယက်လည်းဖြစ်ပါတယ်အဲဒါကြောင့်ကျွန်တော်တို့ယဉ်ကျေးမှုတွေခေါင်းပါနေပြီးဖရာတရားစီကိုကိုယ်စီကတ်တာတွေနင်းနေပြီးအဲ့ဒီအယက်ဆိုရင်ကျွန်တော်တို့ခြောင်သိမ်းနေပေါ့နော်နောက်နံပါတ်6နေရာကတော့ဝိကလိန်ဒဝိကလိန်ဒီယာခေါ်တဲ့ ရိသရေနေကလေးကကျိုးကန်းစွန့်အားငြင်းရမမီလို့လူစင်မမီတဲ့ဘဝမှာဖြစ်ရတာလဲအပြစ်ရှိတဲ့အရက်လို့ခေါ်တယ်။နောက်ထပ်နမခွန်နေရကတော့မိစာဒိဋ္ဌိမှားရတဲ့အယူဝါဒကိုယုံကြည်ဆွဲလန်းပြီး အယူမှားသူတို့ရဲ့နောက်လိုက်ဖြစ်ရတာကလဲမက်ဖို့ရာကြောင်းကင်းမက်ဖို့ရာကြောင်းကင်းဝေးလို့ရပစ်တပါဖြစ်ပါတယ်။ နောက်ဆုံးရပြည့်တပါကတော့ဗုဒ္ဓတုံညောတိဟောတုကောတဲ့အရက်တဲ့ဗုဒ္ဓတုံညောတိဟောတုကောအရက်ဖျားမရှိသောဖျားမသိသောအချိန်မှာတိဟိတ်ပရိဒရေနေသူဟာအပြစ်ရှိတဲ့အရက်ရောက်ရမည်ရဲ့။နောင်သာသနာစိတ်သုံးသွားတဲ့အဲ့ဒီအချိန်မှာပရိဒရေနေရတော့လဲမတ်ဖို့ရကြောင်းအကျင့်ကောင်းကိုမရနိုင်မသိနိုင်တဲ့အတွက်ကြောင့်ရပြည့်ရှိပါတဲ့ကတပါအပါဝင်ဖြစ်တယ်ပေါ့နော်။ အဲ့ဒီနေရာမှာကျွန်တော်တို့နမခွန်အရက်ကိုကျွန်တော်နည်းနည်းလေးပေါ့နော်အခုလက်ရှိကျွန်တော်တို့အချိန်ဒီမှာတော့ဒီအော်နမခွန်ပေါ့နမလျှောက်နေရာပေါ့နော် week clean ဒီရခေါ်တဲ့ပရိသေနေကလေးကကြိုးကန်းစွဟကြိုးကန်းစွအငယ်ရမမီလို့လူစင်မမီတဲ့ဘဝမှာဖြစ်ရတာလေအပြည့်ရှိတဲ့အရက်လို့ခေါ်တယ်ဆိုရက်နမလျှောက်နေရပေါ့နော်အဲလက်ရှိမှာတော့ကျွန်တော်တို့တွေက မတန်မစွမ်းလို့ခေါ်တာတော့မဟုတ်မတန်စွမ်းလို့ခေါ်ကြတယ်ပေါ့နော်မတန်ဘေးမဲ့လဲစွမ်းနေဟိုဒီနမတ်လျှောက်ရပြည့်တပါတယ်လို့ပြောတယ်အဝိကိန်အဝိကလိန်ဒီကခေါ်တယ်ပရိသေရိနီကလေးကကျူကန်စွမ်းဟဉာဉ်ရင်မမီလို့လူစင်မမီတဲ့ဘဝမှာဖြစ်ရတာလဲအပြစ်ရှိတဲ့အရက်လို့ဒီနမတ်လျှောက်ရပြည့်တပါမှာပေါ်ပြထားပြီမဲ့လက်ရှိကျွန်တော်တို့ဒါကတော့ဗုဒ္ဓဖခင်ရဲ့ ရပြည့်ဖះဟောထားတဲ့ရပြည့်ရှိပါတဲ့တဘာပေါ့နော်ဒါပေမဲ့မတန်ပေမဲ့လဲစွန်းတဲ့သူတွေအများကြီးရှိပါတယ်ကျွန်တော်တို့ကဒီလိုမျိုးပေါ့နော်ရပြည့်ရှိပါဒီလိုဒီလိုတွေပါဒီမယ်ဆိုရင်နမက်လျှောက်နေရမှာဆိုရင်ဒီလိုမျိုးကြိုးကန်းစွန်းအငြင်းမမီတဲ့လူစင်မမီတဲ့ဘဝလို့ကျွန်တော်တို့လမ်းမှာတွေ့နေတဲ့မတန်စွန်းသူတွေကိုကျွန်တော်တို့အဲ့လိုမျိုးပြောလို့မရဘူးပေါ့နော်ဟိုဒါကတော့ဖះဟောထားတာဖြစ်တယ်ဒါပေမဲ့လက်ရှိမှာမတန်စွန်းသူတွေကလည်းနိုင်ရ ကြာရတာဝင်တွေကိုကိုစီထန်းဆောင်ရင်ဘဝကိုဖျက်တမ်းနေတာဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်ဟိုဒီရပြစ်ရှိပါကိုနာရပြစ်ရှိပါအကြောင်းကိုသိရပြီးတော့ဟိုကျွန်တော်အဲ့လိုမျိုးမြင်မိမှဆိုလို့ဒါလေးကိုထည့်ပြောရခြင်းဖြစ်ပါတယ်။အဲဆိုရင်ညီကိုချိုးရမယ်ဆိုရင်ရက်ပြစ်ရှိပါကျွန်တော်တို့ဖျားရှင်ကိုယ်တိုင်းမှာရွတ်ဆိုရဲပူဇော်ရဲရက်ပြစ်ရှိပါအဲရက်ပြစ်ရှိပါကဘာတွေလဲဆိုရင်ငရဲဘုံတလိမ့်ဆန်ဘုံပြိတ်တာဘုံအတ္တညာဇောခေါ်အရူပဗိမာဘုံ ပြင်းကျေးမှုခေါင်းပါတဲ့အရက်လူရိုင်းနေနေတဲ့အရက်ယန္တနာသုံးပါးမရှိတဲ့အရက်ဖျားတရားတန်ကမရှိတဲ့အရက်အဲ့ဒါရပြစ်တစ်ပါးဖြစ်တယ်။နောက်ရပြစ်တစ်ပါးကဝိကလိန်ဒီယလို့ခေါ်တဲ့ပရိသေနေကလေးကကြိုးကန်းစောအာငြင်းရင်မမီလို့လူစင်မမီတဲ့ဘဝမှာဖြစ်ရတဲ့အရက်နောက်နမခွန်အရင်ကကြတော့မိစာဒိဋ္ဌိမာရွေးနဲ့အယူဝါဒယုံကြည်ဆွဲလန်းပြီးအယူမားရဲ့နောက်လိုက်ဖြစ်ရတဲ့အရက် နောက်ဆုံးတစ်ချက်ကတော့ဗုဒ္ဓသူညောဒီဟောတူကောအယက်ဖယားမရှိတော့မသိတော့အချိန်မှာဒီဟိတ်ပရိသေနေသူဟာအပြစ်ရှိတဲ့အယက်မှာနေရာရောက်တယ်လို့ပြောရဲပေါ့နော်ဒါဆိုရပြစ်ရှိပါကဘာတွေလဲဆိုတာမိတ်ဆွေတို့ကကနနတိသွားပြီလို့ထင်ပါတယ်ဒါကကျွန်တော်ဖတ်မှတ်လေးလာမိတဲ့ဟာလေးကိုပြန်ပြီးမျှဝေပေးခြင်းဖြစ်ပါတယ်အာဆရာတော်ဖခင်တွေဟောကြားထားတဲ့တရားတော်တွေထဲမှာတော့အကျယ်တဝင့်အာနာယူနိုင်ပါတယ်โอเคကျေးဇူးတင်ပါတယ်